ကဘာကြီးမှာနှွေရသည်မရှိတော့ရင်ဘာရင်းဆက်ဖြစ်မှာလဲနှွေလည်းကောင်တတဲ့ကြီးမှာနေတာနေမဲ့အစားနှင်းမိုးတွေစီးကြလာတဲ့မြင်ကွင်းကိုစိတ်ကူးရင်မိကြဘူးလား ဒီလိုတစ်နှစ်ပတ်လုံးနှွေရာသီမရှိခဲ့တဲ့နှစ်တစ်နှစ်ဟာ1816ခုနှစ်မှာတကယ်ပဲဖြစ်ပွားခဲ့ပါတယ်။1815ခုနှစ်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ Dutch အရှေ့အိန္ဒိယယခုလက်ရှိအင်ဒိုနီးရှားနိုင်ငံစံပါဝါကျွန်းမှာရှိတဲ့တမ်ဘိုရာမီတောက်ပေါက်ကွဲမှုဟာလူသားသမိုင်းရဲ့အကြီးမားဆုံးမီတောက်ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီမီတာပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့မီးတောင်ပြတိုင်တိုက်တွေဟာတကဘာလုံးအနှံ့ပြန့်နှံ့သွားခဲ့ပြီးနေအလင်းရောင်ကိုဖုံးကွယ်စေခဲ့တာပါဒီဖြစ်ရကြောင့်တကဘာလုံးအပူချိန်ကျစေပြီးကက်ဘေးဆိုင်ရောင်မှုတစ်ခုအဖြစ်တရုတ်နိုင်ငံကနေဥရောပနဲ့မြောက်အမေရိကအထိသီးနှံပျက်စီးမှုတွေနဲ့နောက်ဆက်တွဲအထိကယုံတွေကိုလည်းဖြစ်ပေါ်စေခဲ့တယ်လို့အထောက်အထားတွေရှိခဲ့ပါတယ် အခုလိုနွေရာသီလုံးဝမရှိခဲ့တဲ့1816ခုနှစ်ကိုတော့ကမ္ဘာတမိုင်းမှာ1800 and frost to death 1800ခုနှစ်နဲ့အေးခဲသေဆုံးခြင်းလို့တော့နာမည်ပြောင်းပေးခဲ့ကြရလို့လည်းသိရပါဗျ။ဒီဖြစ်စဉ်ကိုတော့မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ဆောင်းရာသီလို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုအဖြစ်ပညာရှင်တွေကသတ်မှတ်ခဲ့ကြတယ်လို့လည်းမှတ်တမ်းတွေအရသိရပါဗျ။ အခုလိုဘဟုသူတရဖွယ်ရဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့တိလူရ Channel လေးကို follow လုပ်ပေးခဲ့ကြပါဦးเนาะအစုံကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်